မင်္ဂလာပါဒီနေ့နောက်ဆုံးရရှိထားတဲ့နိုင်ငံတကာသတင်းတွေကိုကျွန်တော်ကိစ္စနိုင်ကတာဝန်ယူတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အစ္စရေးကဟာမတ်စ်ကို အမေရိကန်ကဟူတီအဖွဲ့ကိုအတီးတီထိုးစစ်ဆင်ခဲ့ကြတဲ့သတင်းဘိုင်ဒန်ကလူငယ်ချမ်းသာခွင့်ကိုလက်နက်လက်မှတ်မထိုးတော့ပြက်ပြဲသွားတယ်ဆိုတဲ့ထရမ့်ရဲ့ပြောကြားချက်သတင်းနဲ့ကိုလာကြအကာသတဲ့တောင်းတင်နေခဲ့တဲ့အကာသရင်မှုနှစ်ဦးကဘာမြင်းစီပြန်လာတဲ့သတင်းတွေပဲဖြစ်ပါတယ် ်ပြမဆုံးတင်ဆက်ပေးမှာကတော့ဂါဇာကမ်းမြောင်မှာအစ္စရေးစစ်တပ်ကကျယ်ပြန့်တဲ့လေကြောင်းတိုက်ခိုက်မှုတွေပြန်လည်စတင်ခဲ့တာကြောင့်ပါလက်စတိုင်းဥယေ230ထက်မနည်းကိုတိုက်ဆုံးစီခဲ့တယ်လို့သိရပါဗျာ ဣသရေလကာကွယ်ရေးတပ် IDF ကဟမတ်စ်နဲ့ဆက်ဆက်နေတဲ့အကြမ်းဖက်ပစ်မှတ်တွေကိုဥတီတိုက်ခိုက်ခဲ့တဲ့အကြောင်းအတည်ပြုပါရီအဲ့ဒီတိုက်ခိုက်မှုတွင်ဂါဇာဒေသကဟမတ်စ်ရဲ့အမြင့်ဆုံးလုံခြုံရေးအရာရှိဖြစ်တယ်လို့ဒုတိယပြည်ထောင်စုဝန်ကြီးလည်းဖြစ်တဲ့မမုတ်အဘူဝါဖာကိုပါတိတ်ဆုံးစေခဲ့တယ်လို့သတင်းတွေထွက်ပေါ်နေပါရီ ဒါဟာဇန်နဝါရီလ16ရက်နေ့မှာစတင်ခဲ့တဲ့အစ္စရေးနဲ့ဟာမတ်စ်ကြားအပြစ်ခတ်ရဲစဲမှုနောက်ပိုင်းအကြီးမားဆုံးလေကြောင်းတိုက်ခိုက်မှုလည်းဖြစ်ပါတယ်။မလတရက်နေ့တုန်းကတပ်တန်းကုန်ဆုံးသွားခဲ့တဲ့အပြစ်ရဲ့သဘောတူညီချက်ရဲ့ပထမအဆင့်ကိုယာယီတပ်တန်းထပ်တိုးနိုင်မှုဆွေးနွေးခဲ့ပေမဲ့မအောင်မမြင်ဖြစ်ခဲ့ရတာပါ။ ိနောအစ္စရေးဝန်ကြီးချုပ်ဘန်ဂျမင်နေတန်ယာဟုနဲ့ကာကွယ်ရေးဝန်ကြီးဖြစ်သူအစ္စရေးကက်စ်တို့ကအင်ကာနစ်မနက်ပိုင်းမှာတိုက်ခိုက်မှုတွေကိုဖော်ဆောင်မှုအမိန်ပေးခဲ့တယ်လို့သိရပါတယ်အခုချိန်ကစပြီးအစ္စရေးဟာဟာမတ်စ်ကိုတာလွန်စစ်အင်အားနဲ့အရေးယူသွားမှာဖြစ်တဲ့ကြောင်း ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်ဟာမတ်စ်ဘက်က အစ္စရေးဟာသဘောတူညီချက်ကိုချိုးဖောက်ခဲ့ကြောင်းဒေါသတကြီးတုံ့ပြန်ခဲ့ပေမဲ့စစ်ပွဲပြန်ဆပြီလို့တရားဝင်ကြေညာတာမျိုးတော့မရှိသေးပါဘူး။ ။ဒါကြောင့်ဂါဇာမှာကြံရှိနေတဲ့ Israel တစားကန်တွေရဲ့ကံကြမ္မာကိုမရေမယာဖြစ်စေခဲ့တဲ့အပြင်ကုလသမဂ္ဂနဲ့ဂျာဝင်ဖြန့်ပြေးတဲ့နိုင်ငံတွေကဝင်ရောက်တားဆီးပေးကြဖို့အတွက်ပါဖြည့်ဆွတ်တောင်းဆိုခဲ့ပါတယ်။၂023အောက်တိုဘာ9ရက်နေ့မှာ Hamas ဘက်ရဲ့တိုက်ခတ်မှုကြောင့် Israel တောင်ပိုင်းကအရက်သား1900ကျော်တိုက်ဆုံးခဲ့ရတယ်လို့နောက်ထပ်250ဦးကိုလည်းတစားကန်ဖြစ်ခေါ်ဆောင်သွားခဲ့ပါတယ်။ ဒါကြောင့်အစ္စရေးဘက်က တုံ့ပြန်တိုက်ခိုက်ရမှာပါလက်စတိုင်းပြည်သူအများစု အပါအဝင် လူ4800ကျော်ကိုသေဆုံးစေခဲ့ပြီးဖြစ်ပါတယ်နောက်ထပ်သတင်းတပုတ်အနေနဲ့အမေရိကန်နိုင်ငံကနိုင်ငံတကာရေချောင်းပို့ဆောင်မှုအပေါ်ဟူတီအဖွဲ့ရဲ့ချိန်ချောက်မှုကိုတုံ့ပြန်တဲ့အနေနဲ့လေချောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့သိရပါဗျာ။ ခုချိန်ထိယီမီနိုင်ငံကဟူတီတပ်ဖွဲ့ဝင်ဒါဇင်နဲ့ချီကိုတိုက်ဆုံးစီခဲ့တယ်လို့လဲပင်တဂွန်နေနဲ့အတည်ပြုသွားပါတယ်ဟူတီအဖွဲ့ရဲ့တိုက်ခိုက်မှုမှန်သမျှကိုအီရန်နိုင်ငံကတာဝန်ယူရမယ်ဆိုပြီးအမေရိကန်သမ္မတဒေါ်နယ်ထရမ့်အနေနဲ့ပြောကြားထားပါတယ်ဒါထရမ့်အင်ဖြူတော်ကိုပြန်ရောက်စဉ်တည်းကအရှိအလေပိုင်းမှာအကြီးမားဆုံးစစ်စင်ရေးတိုးချဲ့မှုလည်းဖြစ်လာခဲ့ပါတယ်တနင်္လာနေ့တုန်းက ဘင်လန်နီစစ်ကမ်းမြို့ဟိုဒေတာနဲ့မြို့တော်စာနာမြောက်ဖက်မှာရှိတဲ့အယ်ဂျော့ဖ်အုတ်ချွေးနယ်မြေတို့ကိုပြစ်မှတ်ထားခံခဲ့ရကြောင်းဖော်ပြထားပါရီ။ဒါကြောင့်ဟူတီအဖွဲ့ရဲ့စစ်ဖက်ပြောရေးဆိုခွင့်ရှိသူယာယာဆာရီကဘင်လန်နီမှာရှိတဲ့ American Legion တင်မော USS Harry S Truman ကို48နာရီအတွင်းလက်တုပ်ပြန်တိုက်ခိုက်ခဲ့တယ်လို့ပြောသွားပါရီ။ဒါပြင်ဟူတီတွေက American ဖြတ်သိမ်းမော်တစင်းကိုပါ cruise တုံးကြီးတစင်း ဒရုန်းတစ်စင်းနဲ့ပြစ်မှတ်ထားခဲ့တာဖြစ်ကြောင်းသိရပါတယ်။ဒါပြင်ဟူသီတွေကအမေရိကန်ဖြတ်သိမ်းမောတစ်စင်းကိုပါခရုစ်တုံးကြီးနဲ့ဒရုန်းတွေပါတုံးပြီးပြစ်မှတ်ထားခဲ့တယ်လို့သိရပါတယ်။ယေမန်နိုင်ငံပေါ်ရန်စမှုတွေရပ်တန့်မသွားမချင်းပင်လယ်နီနဲ့အာရေဗျပင်လယ်မှာရှိတဲ့ရန်လိုတဲ့ပြစ်မှတ်တွေအလုံးကိုဆက်လက်တိုက်ခိုက်သွားမှာဖြစ်တယ်လို့ဟူသီအဖွဲ့ကထုတ်ပြန်ထားပါတယ်။အမေရိကန်နဲ့အတူသူ့မဟာမိတ်တွေကတော့ ဟူသီအဖွဲ့ကိုကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးချေချောက်မှုအဖြစ်သတ်မှတ်ထားကြောင်းသိရပါတယ် This is about putting American interests first ဆလတ်တင်ဆက်ပေးမှာကတော့ American သမ္မတဟောင်းဂျိုးဘိုက်ဒန်လက်ထက်တုန်းကပေးအပ်ခဲ့တဲ့လူငင်းချက်တောင်ခွေအများပြားဟာလက်နက်ရေးထိုးတာမဟုတ်ပဲအော်တိုပန်လို့ခေါ်တဲ့လက်မှတ်ထိုးစက်နဲ့ရေးထိုးခဲ့တာဖြစ်တာကြောင့်ဒါရီကိုတရားမဝင်ဘူးလို့လက်ရှိသမ္မတဖြစ်သူဒေါ်နယ်ထရမ့်အနေနဲ့ပြောကြားသွားပါတယ် အဓိကအားဖြင့်2021ဇန်နဝါရီလ6ရက်နေ့ကပီတယ်လွှတ်တော်အဆောက်အအုံစီးနင်းခံရမှုကိုစုံစမ်းစစ်ဆေးခဲ့တဲ့လွှတ်တော်ကုမ္ပဏီကအမတ်တွေနဲ့ဝန်ထမ်းတွေအတွက်ထောက်ပြန်ပေးခဲ့တဲ့လူငယ်ချမ်းသာ권တွေပေါ်ထရမ်ကထောက်ပြခဲ့တာပါ။တနည်းပြောရရင်ဂျိုးဘိုက်တန်ဟာဒါရီလက်မှတ်မထိုးခဲ့ပါဘူး။ပိုအရေးကြီးတာဟာဒီအကြောင်းတွေကိုတိတောင်မသိခဲ့ပါဘူးဆိုပြီးထရမ်ကသူ့လူမှု권ရဖြစ်တဲ့ Truth Social မှာရေးသားခဲ့ပါတယ်။ အော်တိုဘန်ဆိုတာဟာလူတယောက်ရဲ့လက်မှတ်အစစ်အတိုင်းပုံတူကူးရေးထွေးရမှာတရားဝင် သုံးစွဲနိုင်တဲ့ဆက်တစ်ခုဖြစ်ပါတယ်အဒီဆက်ရဲ့လက်ကဘောဘင်ကိုကင်ထားပြီးမူရင်းလက်မှတ်အတိုင်းတပုံစံနဲ့ထိုးပစ်နိုင်တဲ့ဆက်လေဖြစ်ပါတယ်။ထရမ့်ကိုယ်တိုင်ရောအရင်သမရတွေပါလက်မှတ်ပေါင်းထောင်ပေါင်းချီထိုးရမှာတရားဝင် သုံးခဲ့ကြတဲ့ဆက်လေဖြစ်ပါတယ်။အမေရိကန်သမရတွေကသူတို့သဘောဆန္ဒအလျောက် မြေသူကိုမဆိုးလူငိမ့်ချမ်းသာခွင့်ပေးနိုင်တယ်လို့လက်နဲ့လက်မှတ်ထိုးမှတရားဝင်တယ်လို့လည်းဥပဒေမှာမဖော်ပြထားပါဘူးအခြေခံဥပဒေအရတော့လူငိမ့်ချမ်းသာခွင့်ပေးပိုင်ခွင့်အာဏာဆိုတာသမရတဦးတည်းကိုသာပေးအပ်ထားတာဖြစ်တဲ့အတွက်လူပုတ်ကူရောစက်ပစ္စည်းပါခွဲဝေကျင့်သုံးပိုင်ခွင့်မရှိဘူးလို့ oversight project ကထောက်ပြပါတယ်ဒါကြောင့်မဲတရားမဝင်ဘူးဆိုပြီး Trump အနေနဲ့ဆွဆွဲခဲ့တာပါအဲ့နောက် Trump က သူကိုယ်တိုင်အော်တိုဘန်သုံးတယ်လို့ဝန်ခံခဲ့ပေမဲ့လည်းအရေးမကြီးတဲ့စာရွက်စာတမ်းတွေမှာသာအသုံးပြုတဲ့အကြောင်းနဲ့ဒီလိုမျိုးကိစ္စအားလုံးမှာထိုးနေတာကိုတော့ရှက်စရာကောင်းတယ်ဆိုပြီး Air Force 1ပေါ်မှာ ပြောကြားသွားခဲ့ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့နိုင်ငံကြားအနာဂတ်ဆက်ဆံရေးအတွက်လေးနဲ့မဆွေးနွေးခင်မှာမလေးမစားမှတ်ချက်တွေပြောတာရပ်ဖို့ကနေဒါဝန်ကြီးချုပ်မက်ကာနီက အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကိုတတိပေးပြောဆိုလိုက်ပါတယ်။အမေရိကန်ကကနေဒါပို့ကုန်တွေကိုစီးကျက်ခွန်တွေနဲ့ဖိအားပေးနေတဲ့အချိန်မှာထရမ့်ကလည်းကနေဒါကိုအမေရိကန်ရဲ့50%ခုမြောက်ပြည်နယ်ဖြစ်လာရေးအတွက်အကြိမ်ကြိမ်ပြောဆိုခဲ့ပါတယ်။ကျုပ်တို့အဲ့ဒီမှတ်ချက်တွေကိုလက်မခံနိုင်ပါဘူး။ ဒါရီဟာမလေးမစားလို့ရရောက်တယ်လို့အကူအညီလည်းမဖြစ်ပါဘူးအမေရိကန်နဲ့ကြဲကြဲပြန့်ပြန့်ပူးပေါင်းဆောင်ရွက်နိုင်ဖို့ထိုင်မဆွေးနွေးခင်မှာဒါရီရက်တံဖို့လိုအပ်ပါတယ်ဆိုပြီးကာနီကလန်ဒန်မြို့မှာရောက်ရှိနေချိန်သတင်းတောက်တွေကိုပြောဆိုသွားတာပါအဲ့ဒီမှချက်ဟာဇန်နဝါရီလကမှနိုင်ငံရေးလောကထဲကို ဝင်လာခဲ့တဲ့ကနေဒါနဲ့အင်္ဂလန်ဗဟိုပန်ဥက္ကဋ္ဌဟောင်းကာနီရဲ့ထရမ့်နဲ့ပတ်သက်ပြီးအပြင်းထန်ဆုံးမှတ်ချက်လည်းဖြစ်ပါတယ်ဒါပြင် ထရမ့်နဲ့ကာနီတို့ကြားတခါမှစကားမပြောဆွေရသေးသလိုထရမ့်ကလည်းကာနီနဲ့ပတ်သက်ပြီးဘာမှချက်မှမပေးရသေးပါဘူးတာဝန်ယူပြီးနောက်ပထမဆုံးနိုင်ငံရခြားခီးစဉ်ဖြစ်ပြည်တိန်နဲ့ပြင်သစ်တို့ကိုတွားရောက်ခဲ့ပါ Disrespectful they're not helpful and they need to stop before and they they will have to stop before we sit down and have conversation about our broader our broader partnership with the United States အဲ့ဒီခီးစဉ်တွင်ကနေဒါနိုင်ငံရဲ့နိုင်ငံအုပ်ဆောင်ဖြစ်တဲ့ Charles Bien နဲ့လည်းတွေ့ဆုံခဲ့ပါသေးတယ်။ Buckingham နဲ့တော့မှာ Charles Bien ကကာနေကိုလက်ခံတွေ့ဆုံမှုအတွင်းအနီရောက် necktie ဝတ်ဆင်ခဲ့တယ်လို့ Trump နဲ့ပဋိပက္ခမှာလည်းကနေဒါအတွက်ရည်တည်ကြောင်းသဘောထားပြသခဲ့တယ်လို့ဖော်ပြထားပါတယ်။ It's a great treat to it's, it's lovely. Much, much to catch up on. Can, 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 can you see? And, 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 နောက်ထပ်သတင်းပုတ်အနေနဲ့တချိန်လုံးကအာရှချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့တဲ့ဟောင်ကောင်အင်ချမ်မြေတထေးကြီး လီရှောင်ကီကိုအသက်68နှစ်အရွယ်မှာကွယ်လွန်သွားပြီဖြစ်တယ်လို့သိရပါတယ်။လီရှောင်ကီအနှစ်40ကြာသူဥက္ကဋ္ဌဖြစ်တာဝန်ယူခဲ့တဲ့ Henderson Land Development လုပ်ငန်းကသူကွယ်လွန်သွားတဲ့တည်င်းကိုအတည်ပြုကြေညာခဲ့တာပါ။ ခုလိုမျိုးလီကွယ်လုံသွန်းကျင်မှာမိသားစုတွေကသူနဲ့အတူအဖို့ပြုတ်ပေးခဲ့တယ်လို့ထုတ်ပြန်ခဲ့ပေမဲ့လည်းတည်ဆုံးခဲ့တဲ့အကြောင်းရင်းကိုတော့မဖော်ပြထားပါဘူးလီဟာဒေါ်လာ30ဘီလီယံနီးပါးကျွဲဝရဲဆိုပြီး Fox Magazine အနေနဲ့ခန့်မှန်းထားပါတယ် 1996ခုနှစ်တုန်းကအာရှမှာအချမ်းသာဆုံးဖြစ်ခဲ့တယ်လို့ကမ္ဘာမှာလည်းစတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ပါတယ်။တရုတ်တောင်ပိုင်းမှာမွေးဖွားခဲ့တဲ့လီကလူငယ်ဘဝအတွင်းဟောင်ကောင်ကိုရွှေ့ပြောင်းအခြေချခဲ့တာ တွေ့ရပါတယ်။ရွှေပါဝင်ငွေလဲလုပ်ငန်းတွေနဲ့စတင်ခဲ့ပြီးနောက်ပိုင်းမှာ HMB လုပ်ကမ်းလုပ်ကင်ခဲ့သူလည်းဖြစ်ပါတယ်1958ခုနှစ်မှာ ဆန်ဟွမ်ကိုင် properties SHKP လုပ်ငန်းကိုအခြားနှစ်ဦးနဲ့အတူစတင်ထူထောင်ခဲ့ပြီးနောက်ဟောင်ကောင်ကအကြီးမားဆုံးအင်ချမ်းမြေလုပ်ငန်းစုကြီးဖြစ်လာခဲ့ပါတယ်။လီရဲ့မွေးခြင်းနေ့ထဲမှာ လေးယုံမြောက်ဖြစ်တဲ့အတွက်အန်ကယ်လေးဆိုပြီးထင်ရှားပါတယ်။လီဟာပရဟိတာလုပ်ငန်းတွေနဲ့ထင်ရှားတဲ့ပြင်ပညာရေးစင်တာတွေအလုတ်ကိုင်ဖန်တီးရေးစီမံချက်တွေမှာပါ အများပြားလှူဒန်းပေးခဲ့သူဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ လွန်ခဲ့တဲ့နွေရာသီကတည်းကနိုင်ငံတကာအာကာသစကန် ISS မှာတောင့်တင်နေခဲ့တဲ့ NASA အာကာသယာဉ်မှူးတွေဟာကမ္ဘာကိုပြန်လာပြီးဖြစ်ကြောင်းသိရပါတယ် And you see at the hatchway the uh, four departing Crew 9 crew members posing for some final photos. Sunny William A. Bush Wellmore နှစ်ဦးဟာ Space Dragon အကာသယာဉ်နဲ့အတူပြန်လာနေပြီလေဖြစ်ပါတယ်။ 2024ဇွန်လမှာအဲ့ဒီရင်မွန်းဦးကဘိုအင်းစတားလိုင်းနာအကာသယင်ကိုစမ်းသပ်ဖို့အတွက်ရှေ့အကြာခီးနှင်ခဲ့တာပါဒါပေမဲ့လည်းဘိုအင်းစတားလိုင်းနာဟာနီးပညာပြဿနာတွေရှိလာတဲ့အတွက်သူတို့နှစ်ဦးကို ISS မှာနေခဲ့ဖို့ NASA ကဆုံးဖြတ်ခဲ့တာပါဒါကြောင့်ဘိုအင်းစတားလိုင်းနာကစီးနင်းသူ မပါပဲကဘာကို ပြန်လာခဲ့တာဖြစ်ပါတယ်အခုတစ်ခေါက်မှာတော့ NASA အကာသယင်မှုနှစ်ဦးရဲ့အိမ်ပြန်ခီးဟာ ဆက်9နိုင်နီးပါးကြာမြင့်မယ်ဆိုပြီးခံမှန်းထားကြပါရီဘတ်နဲ့စွန်နီတို့က NASA နဲ့ရုရှားအာကာသယာဉ်မှူး2ဦးနဲ့တူကဘာကိုပြန်လာမှာဖြစ်တယ်လို့သိရပါရီအဲ့ဒီအခြားယာဉ်မှူး2ဦးက Space Dragon အာကာသယာဉ်နဲ့နိုင်ငံတကာအာကာသစခန်းကိုပြီးခဲ့တဲ့ September လမှာရောက်လာခဲ့သူတွေဖြစ်ပါရီဒါကြောင့်ကဘာကိုပြန်မဲ့အဲ့ဒီခီးစဉ်ကစွစုပေါင်းလိုက်ပါသူ၄ဦးရှိမှာဖြစ်ပါရီ NASA ကတော့ mission တစ်ခုကိုလူလေးဦးစီဆေးလွတ်လေးရှိပြီး Bush နဲ့ Sunni အပါဝင်အရန်လိုက်ပါသူနှစ်ဦးနဲ့အတူပြန်ခေါ်လာမှာဖြစ်ပါတယ် view of dragon from the international space station now quite a bit smaller နောက်ဆုံးတက်ဆက်ပြီမှာကတော့ BYD တရုတ်ကုမ္ပဏီဟာလျှက်စစ်ကားတွေတို့အတွက်စီဖြည့်တဲ့လောက်သာအချိန်ကြာမြင့်တော့မဲ့အာသွင်နည်းပညာအသစ်ကိုပြီးခဲ့တဲ့တနင်္လာနေ့ကထုတ်ဖော်ပြသခဲ့ပါတယ် တရုတ်နိုင်ငံတော်ကမှလည်းအားသွင်းနိုင်တဲ့နေရာတွေနဲ့ကွန်ရက်တစ်ခုတိစောက်သွားမယ်လို့ဒါရိုက်ထုတ်လွှင့်ခဲ့တဲ့အခမ်းအနားအတွင်းကြေညာသွားခဲ့ပါတယ်။ BYD ရဲ့တီထောင်သူဝမ်ချန်ဖူကတော့ကားလုပ်ငန်းနယ်ပယ်အတွင်းမဂါဝဲပမာဏရှိတဲ့အားသွင်းယူနစ်ကိုပထမဆုံးအချိန်အောင်မြင်ခဲ့တာပါဆိုပြီးရှန်ကျန်းမြို့ဌာနချုပ်မှမှတ်ချက်ပြုသွားပါတယ်။ Super E platform လို့ခေါ်တဲ့အဲ့ဒီနည်းပညာသစ်ဟာ1000ကီလိုဝက်ပမာဏနဲ့အားသွင်းနိုင်စွမ်းရှိတယ်လို့ 5မိနစ်ကြာအာသွင်ရုံနဲ့တင်ကီလိုမီတာ400အထိသွားလာနိုင်မှာလဲဖြစ်ပါတယ်။ဒါဟာ900ကီလိုဝက်ရှိတဲ့ Tesla ရဲ့နောက်ဆုံးပေါ်အာသွင်နှုန်းထက်နှစ်ဆပိုပြီးမြန်ဆန်ပါတယ်။လျှက်စကာပိုင်ရှင်တွေဟာအာသွင်နှုန်းနဲ့ပတ်သက်ပြီးစိုးရိမ်မှုရှိနေတာကြောင့်ဒါကိုဖြေရှင်းနိုင်ဖို့အတွက်အ мян အာသွင်နိုင်တဲ့ဤပညာကအခေယာကျလာခဲ့ပါတယ်။ဒါကြောင့် BYD ကအသစ်တိဆောက်မဲ့ platform နေရာတွေမှာ အလွန်မြန်ဆန်တဲ့ Ultra Fast အသွင်တိုင်း၄000ကျော်ကိုပါတက်ဆင်သွားဖို့ရှိတဲ့ကြောင်းအတည်ပြုပါရည်။ဒါပေမဲ့လည်းအချိန်ဘလောက်ကြာမဲဒါမှမဟုတ်ဘလောက်ကုန်ကြမဲဆိုတဲ့ယင်းနှိမ့်နှံမှုအသေးစိတ်ကိုတော့ကုမ္ပဏီဘက်ကထုတ်ပြန်ခဲ့ခြင်းမရှိပါဘူး။2014ခုနှစ်ခေတ်ကတရုတ်ပြည်မှာ Tesla ရဲ့ Supercharger အသွင်နေရာတွေရှိနေပြီဖြစ်ပေမဲ့ BYD ဟာအများပြည်သူသုံးစွဲနိုင်တဲ့အခြားကားကုမ္ပဏီတွေရဲ့အသွင်စခန်းတွေကို အဓိကမှီခိုနေရတာဖြစ်ပါတယ်လွန်ခဲ့တဲ့နှစ်မှာ BYD ဟာဓာတ်ဆီနဲ့ရောလျှက်စစ်နဲ့ပါမောင်းနေနိုင်တဲ့ EV ကားပေါင်း၄သန်းမှ၂သန်းကိုရောင်းချခဲ့ရပြီးဒီနှစ်ထဲမှာတော့အစီးရေ၅သန်းကနေ၆သန်းအထိရောင်းအားတက်ဖို့အတွက်ရည်ရွယ်ထားပါတယ်ဟုတ်ကဲ့ပါနိုင်ငံတကာသတင်းတွေကိုတလောက်နဲ့ပဲအဆုံးသတ်လိုက်ပါတယ်ကျွန်တော်ကတော့ K ဆက်နိုင်ပါ